နာဝတ္ထုလေးတစ်ခုပြုတ်ရသည်မအချင်းလေးပေါ့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးရာဇဝူရာဇဂျူပြည်ဝေလူဝံချောင်းမှာတရင်တော့ပြန်မှာတရင်တော့အေးဖြတ်တာပြောရာဇဂျူဖြုတ်ထားခဲ့ပေါ့နော်ဘာလို့များများမှတ်ရလဲခင်ဗျားတို့ဝင်လေးပါတယ်ဗျာထားလိုက်ပါတော့ကဲကျုပ်ကလည်းဝေလူဝံမဲစလိုက်တာပေါ့နော်ဝေလူဝံချောင်းမှာတရင်တော့နေတယ်မြတ်စွာဘုရား အဲ့ဒီမှာပဲရာဇကြိုပြီးမှာဒါကြတော့ရာဇကြိုမပြောလို့မဖြစ်ဘူးဒီပုံသားကြီးကရာဇကြိုနေတာဝေလူဝန်နေတာမဟုတ်ဘူးဖရာသာဝေလူဝန်နေတာနော်ရာဇကြိုကပုံသားတကြွယ်တယောက်ဟုတ်ပလားဟဲ့ပုံသားတကြွယ်တယောက်ဆိုတော့မြို့ထဲမှာထင်ပေါ်တဲ့လူကြော်ကြားတဲ့လူပေါ့ဗျာပုံသားပညာရှိကြီးပုံသားဆိုတဲ့အတိုင်း မေရင်တွေကျွမ်းကျင်တယ်နတ်ခတ်တွေကျွမ်းကျင်တယ်လောကီမင်္ဂလာတွေကျွမ်းကျင်တယ်ကောတုဟလမင်္ဂလာလို့ခေါ်တယ်ပါတယ်လေဒါပုံသားမှာသူကအတော်များတာဟုတ်ဗျကလေးမွေးလာကလေးကရင်မွေးဖွားခြင်းမင်္ဂလာနော်ကင်မွတ်တက်ခြင်းမင်္ဂလာဥကောင်းစေးမင်္ဂလာဆန်ချမင်္ဂလာအိုးသူ့မင်္ဂလာကတပုံကြီးမင်္ဂလာကမပြီးတော့ဘူးတည်တဲ့အထိမင်္ဂလာဟုတ်တယ်နော် အဲ့တော့အဲ့ဒီမင်္ဂလာအရေးကျွမ်းကျင်တဲ့ပုံသားကြီးတည့်ရကြတော့အခမ်းအနားသဘင်ရှိတာနဲ့ဒကြွယ်ကြီးပြီးပြီးအခမ်းနဲ့အခမ်းအနားနဲ့ထိုက်တန်တဲ့အဝတ်စားကိုဝတ်ရမယ်ဆိုပြီးတော့သူသိမ့်ထားတဲ့တစ်တာတွေကပေါ့လေတစ်တာတွေကသူ့ရဲ့အဝတ်ပစိုးယူခဲ့တယ်ဆိုပြီးတော့အခိုင်းစီစီယူခိုင်းလိုက်တော့ အမောအမြတ်ထိုးကြတဲ့အခမ်းအနားတွေမှာဝိယုံသုံးဆောင်ရမယ်ကျင့်တယ်တဲ့သူ့အဝတ်ပစိုးကဖြစ်ချင်တော့အစေပါးတွေကတရုတ်တည်းချဲ့ပြီးသားယူလာတယ်ပြစ်တာထဲမှာတိမ့်ထားတာကြာတော့ကြွက်ကြိုက်တာဘာဖြစ်တာ ဘုပ္ပဆိုးကြီးပါဖြစ်တာကြက်ကြိုက်တဲ့အတိုင်းအခိုင်းစီတွေကယူလာပြဘုံသားကြီးဘုံသားကြီးပြောတဲ့အဝတ်စားဒီမှာပဆိုးကြီးလိုက်တယ်ဟာအမင်္ဂလာပဲပါတယ်ပါတယ်ဒါကြီးဝတ်ယုံရင်ပျက်စီးသွားမှာပေါ့တကယ်ပင်လို့ကောင်းတယ်မလို့ယူလာတာတော့ အမယူလာလို့မရဘူးလေဒါအမှန်တန်အဖိုးထိုက်တန်ပြီးတော့တကယ်ကိုကြီးကျယ်ခမ်းနားတဲ့အခမ်းအနားတွေမှာဝတ်တဲ့အခုအယုံ၃ဆောင်အမော်မြတ်ခေကြီးသူယူခိုင်းလို့ယူလာရတာတိတ္တရဲဝင်ပြီးကြွက်ကြိုက်သွားပြီဆိုတော့ကြွက်ကြိုက်တဲ့ဝတ်နမိတ်မရှိဘူးငါဝတ်ရင်ငါပြည့်စည်မယ်ငါသားဝတ်ရင်ငါသားပြည့်စည်မယ်ဒီအိမ်မှာထားရင်ဒီအိမ်ပြည့်စည်မယ်အာနမိတ်မကောင်းဘူးနမိတ်မကောင်းဘူးမင်္ဂလာမရှိဘူး ပါမရှိဘူးအဲ့တော့ဒါမြန်မြန်ပြစ်မှဖြစ်မယ်ဗါတဲ့ပြစ်ဆိုအိမ်ကအခိုင်းစီတွေပြစ်ခိုင်းလိုက်ရင်သူတို့ဆိုတာဒီဝတ်စားမျိုးဝို့ဖို့မပြောနဲ့ကင်ဖို့တောင်မလွယ်ဘူးထိတွေ့ဘူးဖို့တောင်မလွယ်တော့ဒီကောင်းနေပြစ်ခိုင်းရင်ပြစ်မှာမဟုတ်ဘူးเนาะအဲ့တော့ဒါကြီးငါအိမ်ထဲရှိနေသေးသေးရလဲအန်ဒီရမกินဘူး မင်္ဂလာမရှိဘူးတဲ့ဘာမရှိဘူးချက်သေးရုပ်တယ်မင်္ဂလာမရှိဘူးတဲ့ကြောက်စရာကြီးတဲ့ကြွက်ကြိုက်ထားတဲ့အိုးဘောဘာလဲဘာလဲအဲ့ဒါနဲ့ပုံနာကြီးကအဲ့ဒီလော်ကီကောတုဟလမင်္ဂလာတွေကိုသိယုံကြည်တဲ့ပုဂ္ဂိုလ်ကိုနက်ခတ်တေးဘေးတင်းနေအင်းအိုင်ကလေးလက်ဖွဲ့တွေ နော်လက္ခဏဗေဒကျန်နေအကုန်ကျွမ်းကျင်နေတဲ့ပုံကိုဆိုတော့မဖြစ်ဘူးတဲ့သူ့သားကိုခေါ်လိုက်တယ်တထေသားသာသာလာအောင်ဖေးပြောပါရိုးရိုးသေးသေးရောက်လာစနစ်တကျပြိုးထောင်ထားတာသူ့အိမ်မှာမင်္ဂလာရှိရှိပြောတာဆိုတာနေတာထိုင်တာပေါ့နာသားတဲ့မင်းအဲ့ဒီအဝတ်ကြီးမြင်လာမြင်ပါလေအဲ့ဒီပစိုး ဲ့ဒါမင်းလက်နဲ့သွားမထိနဲ့လက်နဲ့သွားမထိနဲ့မင်္ဂလာမရှိဘူးကြက်တည်းရုပ်သွားလိမ့်မယ်အန္တရာယ်ရှိတယ်အဲ့တော့အဲ့ဒါကိုမင်းလှန်နဲ့ထိုးပြီးမှသွားမင်းဟမ်တကယ်တော့ဒီဘုရားဆိုးနဲ့သူမင်္ဂမင်းသားတွေတကယ်အခမ်းအနားတွေသူတက်နေတာမလားအခုဘာဖြစ်သွားလဲကြက်ကြိုက်သွားတယ်ဘာလို့သွားလဲ ကျွက်ကြိုက်သားလို့ဘာမရှိတော့ဘူးတဲ့အန်ဒီရရှိတယ်တဲ့ဒါကြီးရှိရင်ကိုခိုက်တော့မှဒီအိမ်အဲ့တော့အဲ့ဒါကိုလှန်တန်နဲ့ထိုးမှသွားတဲ့ဘာနဲ့ဘာနဲ့ခဲတော့ပုံနာဝါရရှိရင်အဲ့ဒီမှာထားအိမ်ရောက်ရင်ကျွက်ကြိုက်လေးပါလေးရှိရင်ဒီတိုင်းမမနဲ့လှန်နဲ့ထိုးနော်မပြီးတော့အမင်္ဂလာတွေပြစ်တဲ့အရာဘယ်ဘယ်ဘယ်ပင်သားတော့ အေးအဲ့ဒါဘယ်နာတော့အေးတင်းဆိုင်ကုန်ပေါ့နော်တင်းဆိုင်ကုန်သွားပြစ်ချီกว่าငါသားဟုတ်ပလားဟဲ့အဲ့ဆိုးကိုဘာနဲ့မှလမ်းနဲ့မှဘယ်သွားပြစ်ရအဲ့ဒီမှာခုနခုနဘယ်ကြောင်းဝေလူဝန်ကြောင်းနော်ရာဇဂျိုးကဝေလူဝန်မှာတရင်သုံးနေတယ်မြတ်စွာဘုရားက ဒိဗ္ဗသောတနတ်တို့ရဲ့နားနဲ့ကြားတယ်ဒီပုံနာနှစ်ယောက်ပြောတာကြားတော့โอเคဒီနေ့တော့သင်္ကန်းကောင်းရတော့မှာပဲဆိုသင်္ချိုင်းကောင်းကသွားဆောက်ဘယ်သွားဆောက်ဘသူရောမြတ်မြတ်စွာဘုရားဘသူရောအဲသတိသားဟိုမှာသူ့ဖိတ်ခိုင်းလိုက်တိုင်းလန်တန်လေးနဲ့မာပြီးတကယ့်အစိတ်တုံးအစိတ်ခဲနော် အန္တရာယ်ကြီးတဲ့တတဝါကြီးကိုကင်ထားသလိုပဲကြွက်ကြိုက်ထားတဲ့ပဆိုးကိုကြောက်ကြောက်ရွံ့ရွံ့နဲ့လောကီမင်္ဂလာတွေကိုတန်ဖိုးထားတဲ့လူဆိုတော့မင်္ဂလာမရှိတဲ့အရာကြီးကသူတို့အတွက်ခိုက်တော်မှာပဲအန္တရာယ်ဖြစ်တော်မှာပဲဒုက္ခရောက်တော်မှာပဲဆိုပြီးတော့တခါတည်းဒါကြီးကင်ပြီးတော့တေချိုင်းကုန်သွားတေချိုင်းကုန်သွားတော့မြတ်စွာဘုရားကတေချိုင်းကုန်မှာရောင်ကြီးတော်6တွယ်ကွန်မြူပြီးထိုင်တယ် ဟုတ်ပြီနော်အဲ့တော့တင်ကြိုင်ဘဝတင်ကြိုင်ကုန်းတိုင်းလည်းရောက်ကောတန်တန်ကြီးနဲ့ပစိုးကြီးမှဝင်သွားဖះနဲ့တွေ့ပုံနှန်းနဲ့ဖះဆိုတာလည်းဓမ္မနေရဲ့ဗျတဲ့တာမဟုတ်ဘူးအဲ့တော့ပုံနှန်းရဲ့သားကဝင်သွားရင်းနဲ့မြတ်စွာဘုရားမြင်တော့ပြည့်ရမလို့လို့မပြည့်ရမလို့လို့ဖြစ်နေတဲ့အချိန်မြတ်စွာဘုရားက တခါကြီးပါလာလို့တလေအာယဟန်ကြီးအကျုပ်ခမဲတော်ကြီးကဒါကြီးပြစ်ခိုင်းလိုက်လို့ဘာကြီးတို့ပဆိုးဘလို့ပဆိုးမျိုးတို့အဲဒါကြီးပြစ်ခိုင်းလိုက်လို့အော်အော်အော်ဘာဖြစ်လို့တို့ကြွက်ကြိုက်ထားလို့နော်ဝတ်တယ်လူခိုက်ပဲ အိမ်မှာထားရင်အိမ်ခိုက်မယ်အိမ်ဒိခွာရောက်မယ်ဟုတ်ပလားဟဲ့ကြွက်ကြိုက်တဲ့ပစိုးကြောင့်အိမ်ခိုက်နိုင်လားဟင်အဲ့ပစိုးတစ်ထည်ကခမရတို့ကန်ဆိုးသွားအောင်လုံနိုင်လားတတ်နိုင်သလားကိုဝတ်တဲ့ပစိုးတစ်ထည်လောက်မှကိုဘုံကံမရှိရင်လည်းသီသာသီလိုက်ပါတော့ကွာလှုပ်ရှုပ်ပါဟင်သဘောပါလား လွဲမားတဲ့အယူဆတွေပေါ်မှာအမှန်ထင်နေတဲ့တတ္တဝါတွေများစွာမရှိဘူးလားအေးဒါအမင်္ဂလာကြီးတဲ့မကောင်းတဲ့ကံကြမ္မာဆိုးတွေကို तू ကယူလာတော့မှာတဲ့ဟာကံကြမ္မာဆိုးကိုပစိုးတစ်ထည်ကယူလာမယ်ရမလားဖြစ်နိုင်သလားဖြစ်နိုင်ပါဘူးဗျာဒါကြတော့သိပိသားတွေပါလေပညာရှိတွေဆိုတော့အကြောင်းကောင်းရင်အကြောင်းမကောင်းရင်သဘေတ္တတာအမေကမ္မတကား ကိုပြုထားတဲ့အကြောင်းကံနေမရှိဘူးလားအဲ့ဒီကံနဲ့ပစိုးတထယ်နဲ့လဲလို့တသက်လုံးအပြုလာတဲ့ကုသိုလ်ကံတွေကပစိုးတထယ်အကြောင်းဒုက္ခရောက်သွားနိုင်သလားရှင်းသလားအဲ့တော့ကိုကံကိုဒီပစိုးလောက်မှအဆင်မရှိဘူးဆိုရင်လည်းနေမနေပါနဲ့တော့ကွာလှုပ်ရှုပ်ပါအဲ့တော့ဓာကြီးပြစ်ခိုင်းလိုက်လို့အော်အေးပြစ်ပြစ်ဒါလာဆောင်နေတာဟုတ်မြတ်စွာဘုရား ဘုရားပုံနာဘတ်ဆိုအဲ့ဒါလဲပြစ်လိုက်ရောဒါငါတို့နဲ့ဆိုင်တယ်တဲ့လက်ဆိုဗျာကောက်လိုက်ဘူးပုံနာပြစ်ဘသူကကောက်မင်းပြစ်ပြီလားမေးလိုက်တယ်ပြစ်ပြီပြီမင်းလည်းမဆိုင်တော့ဘူးနော်မဆိုင်မဆိုင်ကနဲ့ဆိုင်နေကောက်အိုးပုံနာငယ်သိက္ခိုလ်မိုးချိုးကြတဲ့အတိုင်းပဲအမလေးရှင်ဗျာဂေါရမ သုံးလောက်ကထွက်ထားဆိုတော့မသိတဲ့လူတော့မရှိဘူးပေါ့တိဋ္ဌာထမင်းသားဘဝကနေပြီးတော့တောထွက်ပြီးတော့ယဟန်ဘွဲ့တိဋ္ဌာထမင်းသားဘဝမှာနေပြွေနှွေပြတ်သမိုးပြတ်သဆောင်းပြတ်သပြတ်သ၃00နဲ့မောင်းမပေါင်း၄00 6000ကြားထဲမှာသူမတူတဲ့ကာမဂုဏ်စည်းစိမ်တွေကိုအတုမရှိခံစားလာတဲ့ပုဂ္ဂိုလ်ကြီးလောကလူတွေမသိဘူးလားသိတယ် ဲ့တော့မြတ်သောယဟန်ကြီးရဲ့ယဟန်ကြီးခေါ်တော့မှသင်တော့ပြက်စီးတော့မယ်လေလွတ်ချလိုက်လွတ်ချလိုက်လူကြီးပြေးမှာပေါ့အမေမေပါတယ်ပါတယ်လူကြီးပြေးမှာအစ်တတွေအများရှိတယ်မဟုတ်ဘူးလေငါတို့ယဟန်များအတွက်မင်းတို့စွန့်ပစ်တတ်တဲ့ပစ္စည်းကငါတို့အတွက်ပစ္စည်းပဲအဲ့တော့ငါတို့အတွက်ဒါထိုက်တန်တယ်သွားမဲမင်းသွားတော့မပစ်ဘူး ချိတ်ချိတ်ပြပြနဲ့တားတယ်ကြောက်နေတာသူဒီသိကန်းဒီပဆိုးဟာကြက်ကြိုက်ထားတဲ့အတွက်ကိုသူ့မှာတကယ်အမှုမြုံဘုံကြီးပောက်ကွဲတော့မယ်အတိုင်းပဲယဟန်ကြီးယဟန်ကြီးမလုံးနဲ့မလုံးနဲ့တားမရတော့တခါလဲအိမ်ပြန်ပြေးလဲပြေးတော့အိမ်ပြန်ပြေးပြီးတော့ခမဲတော်ကြီးအဖေအဖေလုတ်ပါအောင်ဖေလုတ်ပါအောင်ဟဲ့ငါသားဘာဖြစ်လာလဲအာအဖေ အဖေလုံးမဖြစ်တော့မဲဘာဖြစ်လို့တော့ကွာမဲပြစ်ခဲ့ပြီလားပြစ်ခဲ့ပြီအဲ့ဒါဘာဖြစ်လာတာတော့ငါပြစ်ခဲ့တာမှဒီတိုင်းမဟုတ်ဘူးတော့သူကသင်္ကြန်ကုန်သွားတာပြစ်ပြီးရင်တယောကင်မုန်းနဲ့ရေချိုးနော်ဓာကြီးကိုကင်သွားတဲ့အတွက်လန်ထန်နဲ့ကင်သွားလို့ကိုသူကချက်သေးရုပ်နေသေးတာအဲ့တော့မင်္ဂလာရှိသွားအောင်တယောကင်မုန်းနဲ့ရေချိုးပြီးမှပြန်လာမှာသဘောပါလားဒါဖြင့်တယောကင်မုန်းနဲ့ဆေးချလိုက်ရင်အာကုသူ ။အိုးကံစိုးတွေကပါသွားရောလား။ဟမ်။ခုခင်ဗျားတို့တယောက်ကမုန်းလေးနဲ့ပက်ပက်ပြီးလုံနေတာမရှိဘူးလား။အပက်လိုက်တော့ကံကြမ္မာစိုးတွေပါသွားရောလား။အဲ့ဒါလဲဗျမနပုံနာတွေရဲ့ဝါဒ။နော်ရေတဲ့ဆင်းဆင်းရေချိုးပြီးအာကုသူတွေရေမျောတယ်ဆိုတာအခုမျောမရတော့ကင်မွန်းရေနဲ့ပက်ဟင်ကင်မွန်းရေနဲ့ပက်ရတဲ့အာကုသူတွေဆင်းသွားရောလား အမင်္ဂလာတွေပျောက်သွားရောလားမင်္ဂလာရှိသွားရောလားကျင့်တတ်သလားသဘောပေါက်သလားအဲ့ဒီမှာတွေကြောက်လန့်ပြီးတော့အဖေလောက်ပါအောင်မပြစ်လို့တော့ဟာမင်းကလျော်ကင်မုန်းချိုးခဲ့ပြီလားဆိုတော့အာမချိုးရမချိုးရမဝင်နဲ့ဟာတာဖာနဲ့ရောက်ပြဿနာတက်နေအိမ်ထဲမဝင်နဲ့အဝူဖေရကျုပ်တို့ပြစ်လိုက်တဲ့ပစိုးဂေါရမမြတ်စွာဘုရားကောက်သွားတယ်ဘုသူကောက်သွားတယ် ဩဒုက္ခပဲစိတ်ကောင်းတော့ရှိတယ်ဒီသားဖာသူတို့တွေမပြည့်စည်ကြတာမဟုတ်ဘူးသူများပြည့်စည်မှာကိုလည်းအလိုမရှိဘူးဒါလေးကြတော့လေချစ်စရာကောင်းတာဒါကြောင့်လည်းမြတ်စွာဘုရားသွားတာပေါ့ဗျနော်မြတ်စွာဘုရားချွတ်တယ်ချွတ်တယ်ဆိုတာခမရတို့ချွတ်လို့ဆိုတော့မချွတ်ဘူးဟုတ်ကဲ့လားဘာလို့ခမရတို့ချွတ်တော့ကိုယ့်လက်ကလွတ်မကောင်းဘူးသွားပြစ်လိုက်သွားပြစ်လိုက်နောက်လူအမရီတို့ဆိုတော့ဘာဖြစ်ဖြစ်မြန်မာလူမျိုးအချင်းကအမိုက်တောင် ကိုကိုအိမ်ထဲကအပြင်ရောက်သွားပြီးရောဂျန်တဲ့လူဘာလို့လို့ကိုနဲ့မဆိုင်ဟုတ်လားလမ်းပေါ်မှာတွေ့ရင်လမ်းပေါ်မှာမချခဲ့ဘူးလားချခဲ့တယ်မျိုးကောင်းသားသမီးတွေဟမ်ကိုလည်းကလော့ပြော့ပြီးရောအဲဗမာလူမျိုးကိုကျုပ်ကဒီတရားဟောမှာ တော်တော်တော့ဝင်လေးတယ်ဗျမြတ်စွာဘုရားကိုအားနာတာဒီလောက်ယုံညံ့တဲ့လူမျိုးတွေဒီတရားဟောရမှာကြောက်စရာကြီးတကယ်လက်လွတ်စပယ်နေတဲ့လူမျိုးလမ်းပေါ်မှာအမိုက်ပုံတွေကြည့်လိုက်တာနဲ့ကိုဒီလူမျိုးအောက်တန်းစားတွေဆိုတာသိတာဒီပုံသားကြီးကတော်တယ်ကြည့်ကောရမကောက်သွားတယ်လို့ပြောတာနဲ့အာပြက်စီးတော့မှပဲဒီဟန်းကြီးတော့ခက်လိုက်တာကွာဟဲကောင်းနေလာကြလာကြလာပစိုးကောင်းနေယူခဲ့ပစိုးကောင်းနေယူခဲ့ ဒီကောဓမသင်္ကန်းလိုနေတဲ့ထင်တယ်ငါသွားလူပဲအိမ်ထဲကပစိုးကောင်းတွေယူထုတ်ပြီးတော့ထမ်းပြီးတော့ကြောင်းကြောင်းလိုက်သွားတာဝေလူဝန်ကြောင်းမြတ်စွာဘုရားအဲ့ဒီသင်္ကန်းကောက်သွားပြီးကြောင်းရောက်သွားပြီးတော့ဟိုရောက်သွားတော့တန်ခါးလေးခေါ်တခါလေးကကြီးနဲ့ထိုးကိုက်ဖြတ်သင်္ကန်းချုပ်ဖို့လုပ်နေပြီအဲ့ဒီမှာပုံသားကြီးရေးကြီးတုတ်ပြန်တဲ့ပစိုးတွေထမ်းပြီးရောက်ချလာဝေလူဝန်ကြောင်း ဘယ်မလုံးဘယ်မလုံးကောရမဘယ်မလုံးကောရမဘယ်မလုံးဆိုတော့ဟုတ်မဲသစ်ပင်ရိတ်အောင်မဲဟိုမှာဓာကြီးတိုင်းထွာနေကြပြီဖြတ်မလို့တောက်မလို့ရှင်ကြီးကောရမရှင်ကြီးကောရမအေးဘသူတို့တပြည့်တော်ပါဗျာအာဘုံသားကြီးလာနောက်ကသားတော်မောင်နေရောတပည့်တစ်ပါးနေရောပေါ့လေအကုန်လုံးရောက်ချလာပစိုးတန်းကြီးနေအရှင်ဗျာအရှင်ဗျာ ထိုင်ပါဦးဒကာကြီးရဲ့အမောရကောနဲ့မကိစ္စရှင်ပြတပည့်ခုနကတပည့်တော်သားပြစ်ခိုင်းလိုက်တဲ့ပစိုးကောက်သွားတယ်ဆိုအေးဟုတ်တယ်ကောက်သွားအခုဒီမလေးဒီမှာချုပ်လို့အမလေးရှင်ပြမကင်ရနဲ့မကင်ရနဲ့ပြစ်လိုက်ပါဖုရားသင်္ကန်းလိုရင်ဟောဒီမှာတပည့်တော်တပုံကြီးယူလာတယ်အဲ့ဒါငါတို့ယဟန်နေအတွက်မအပ်ဘူးတဲ့ဟုတ်ကဲ့နော်ယဟန်ဆိုတာသူများနာဘာမှမတောင်းကောင်းဘူး သင်္ကန်းလိုလို့လှူအောင်လို့ပြောအာဘတ်တင်နေဆရာကြီးဒီဘုန်းကြီးတစ်ပါးကဟိုဘုန်းကြီးတစ်ပါးကိုဟိုဘုန်းဟိုကိုရောကြီးသင်္ကန်းကတ်လိုက်စမ်းလို့ပြောအဲ့ဒီကိုရောကြီးအဲ့သင်္ကန်းမဝတ်ကောင်းဘူးခမရှင်းလားသဘောပေါက်သလားသံဃာကိစ္စသံဃာကိစ္စအမတန်အရေးကြီးတာအမတန်သိမ်မွေ့တာအမတန်နဲ့နဲတာအဲ့သူများမပေးသေးဘဲနဲ့သင်္ကန်းလိုလို့ထင်နေဆိုပြီးတော့ရှင်ကြီးကောရမကောက်သွားလို့ဆိုပြီးတော့ ဒါတော့ဒီလတ်လာဘဒီသင်္ကန်းကိုလိုချင်လို့ဒါကောက်ပြသလိုဖြစ်အဲ့ဒီနောက်ကယူလာတဲ့သင်္ကန်းတစ်ခုမှမအပ်ဘူးမင်းတည်လာတဲ့အပုံကြီးကငါနဲ့မအပ်ဘူးတဲ့ငါတို့အတွက်အဆက်တတာဘာဖြစ်နေလို့ရောအရှင်ပြအဲ့ဒါကြွက်ကြိုက်ထားတာဘာဖြစ်လဲလေကြွက်ကြိုက်တဲ့နေရာဖျက်ထုတ်လိုက်မှာပေါ့အမင်္ဂလာဖျက်ပါတဲ့ဒါကြီးကိုဝုတ်ယုံရင်သုံးဆောင်ရင်နောက်ဆုံးသူကဒါကိုထိကင်ထားရင်တောင်ပဲ ဘာလို့တော့မအဲခိုက်တော့မင်းနော်မကောင်းဆိုးွားတယ်ကိန်းအောင်လာတယ်လို့ပဲဒုက္ခရောက်တော့ဘယ်ဖေရအဲ့ဒါအမင်္ဂလာကြီးရှင်ဖျားတို့မလုပ်ကြပါနဲ့ညဇာဖေရပြုံးပြုံးလေးပုံနာကြီးတဲ့မင်းမလဲဒီလွဲမှားတဲ့အယူဆတွေနဲ့ကောတုဟလမင်္ဂလာတွေကြားထဲမှာ နင်မွန်းလို့ကိုမပြီးသေးပါလားကွအတိတ်ကလည်းဒီကျွတ်တဲ့မင်းပြဿနာတက်ခဲ့ပြီးပြီဟောပါတယ်ပါတယ်အတိတ်ကလည်းမင်းတို့သားဖတယ်တယောက်ထဲတော်မဟုတ်ဘူးသားဖမင်းတို့သားဖဒါနဲ့ပြဿနာတက်ခဲ့ပြီးပြီတဲ့မင်းဟာခုချိန်ထိအားမရသေးဘူးလားကွာမရှက်သေးဘူးလားဟာမကြောက်သေးဘူးလားဟာသဘောပါသလားအဲ့တော့ ပုံတန်းကြီးကနည်းနည်းတုံလို့သွားတယ်သူတော့ဘေးရင်ဆိုတာကအတိတ်ဘဝတွက်လို့ရတာမဟုတ်ဘူးဟုတ်ပလားဟဲ့အခုဘဝသားပေါ်လာတဲ့ကနန်းကြည့်ပြီးရှောက်ပြောတာဟိုသိလို့မဟုတ်ပါဘူးကနန်းကြည့်ပြောတာနော်ဘေးရင်ဆိုတာကနန်းကြည့်ပြောတာရှင်းလားအမလီခုနှစ်နေ့လို့ခုနှစ်နေ့လည်းပြောလေတဲ့ရာဟုထဲတော့ဘယ်လိုလုပ်နော်ရှင်းနေဖြစ်သွားပြန်ရော ဂျိုကြီးကိုလုံးကလည်းခု10လုံးဖြစ်သွားပြန်ပြီသူတို့ဘယ်လိုလုပ်ကြမလဲတော့မသိဘူးတဘောပါလားဂျိုရွှေ့နက်ခါရွှေ့ကျဲရွှေ့နော်အိမ်မက်ဟာသူဟာနမိတ်တွေရှုပ်ရှုပ်ကိုခတ်နေတာပဲအဲ့တော့မင်းတို့သားဖခုချိန်ထိဒီကျွတ်နဲ့ဒုက္ခရောက်နေကြတော့မဲလားကွာမြတ်စွာဘုရားပြောတော့ကြက်သိမ်းထသွားအရှင်ဘုရားဘာဆိုတာလဲဘုရား မင်းတို့သားဖဒီဘဝမှာဒီကြွက်ခဲထားတဲ့ကြွက်ကြိုက်ထားတဲ့အဝတ်နဲ့ပြဿနာတက်တယ်မဟုတ်ဘူးတဲ့ဟိုတုန်းကလည်းတက်ခဲ့ဘူးပြီတဲ့ဆိုတော့မှအရှင်ဖះအစင်တနာခြင်းကိုအကြောင်းပြု၍လမ်းညွန်ပြပါဖះဆိုတော့မှပုံနာကြီးတွေရဲ့အတိတ်ဆက်ကိုပြောတယ်အတိတ်တုန်းကလည်းမကရအတိုင်းရာဇဂျူမှာပဲနော်မြတ်စွာဘုရားအလောင်းတော်ကခတ္တိယမဟာအဲဥဒိစ္စမဟာ သာလပုံနာမျိုးမှာဖြစ်တယ်အရွယ်ရောက်လာတဲ့အခါကျတော့ဘုရားအလောင်းပီပီစီးစိမ်ဥစ္စာတွေစွန့်ပြီးတော့တောထွက်တရားအထုတ်ဇံပိန်ညင်ရတဲ့ယသိဖြစ်တယ်ဟိမဝန္တာတောထဲမှာသတင်းသုံးပြီးတော့နေတယ်အဲ့လိုနေရာကနေပြီးတော့တောထဲမှာတောင်ထဲမှာနေပါများတော့စားမစားရအချင်းမစားရတဲ့အခါနေအောင်ကြီးထိတွေ့မှုအားနေလာတဲ့အခါခန္ဓာကိုယ်ကဖြော့တော့တဲ့အနာဆိုတာအင်းအားနေလာတာပေါ့ เนาะခုခေတ်လို့ဆိုရင်ဒါစစ်ကြည့်လိုက်ရင်ဗီတာမင် D ရောရလား C ရောရလား A ရောရလားဘာညာကိုိကွာရှောက်ပြောมาပေါ့เนาะအဲ့ဒါလိုပဲပေါ့ချော့တော့တဲ့အနာဖြစ်လာတာ ਨੇ သူကဗာရဏသီရာဇကြိုးကိုလာတယ်ရာဇကြိုးမှာလာပြီးတော့မှာသွန်ခံစားပြီးတော့ခြင်သီးနဲ့စားမှီဝဲပြီးတော့နေသာလုံရင်းနဲ့နေတဲ့အချိန်ဥယျာဉ်ထဲမှာရှင်ပြီးဥယျာဉ်ထဲမှာနေတဲ့အချိန်မှာယခုလိုပဲပုံနာသာအသာအဖကအရင် ဖြစ်စဉ်ကလည်းယခုဖြစ်စဉ်နဲ့အတူတူပဲဒီပုံသားကြီးကအခမ်းအနားရှိလို့အဝတ်အဝတ်မလို့ပစိုးထုတ်ခိုင်းတယ်သူ့ပစိုးပါဖြစ်နေတယ်ကြွက်ကိုင်းနေတယ်အဲ့ဒီကြွက်ကိုင်းကြီးတွေ့တော့သူ့သားသွားပြစ်ခိုင်းတယ်ဘယ်သွားပြစ်ခိုင်းတယ်တင်းချိုင်းကုန်ဘယ်သွားပြစ်ခိုင်းတယ်မင်္ဂလာမရှိတဲ့အဝတ်ကြီးဆိုပြီးဘယ်သွားပြစ်ခိုင်းတယ်တင်းချိုင်းကုန်ပြစ်ခိုင်းတော့ဒီတင်းကိုဖခင်အလောင်းရသေးကြီးကကြားတော့တင်းချိုင်းကုန်ကသွားဆောင် ရှင်းမလားဟဲ့အဲဖြစ်စဉ်ချင်းအတူတူပဲပေါ့ကွာအဲ့တော့အဲ့ဒီတုန်းကလည်းရသေးကြီးကဒီသင်္ကန်းကိုကောက်ယူလိုက်တဲ့အချိန်မှာချိတ်ချိတ်ပြာပြာနဲ့အခုလိုပဲသင်္ကန်းနောက်ကနေပစိုးပုံကြီးနဲ့မင်းရောက်လာခဲ့ဘူးတဲ့အဲ့တော့လူတယောက်ရဲ့ကံကြမ္မာကိုအဲ့ဒီအဝတ်ထည်လေးတစ်ခုကပြုပြင်ပေးလို့ စီရင်ပေးလို့အဲ့တော့လောကီကောတုဟလမင်္ဂလာလောကီအစီအမံနေနဲ့ကံကောင်းသွားအောင်ချမ်းသာသွားအောင်မလို့စလို့ရသလားငါတို့ယဟန်ဆိုတာတဲ့မင်းတို့သတ်မှတ်ထားတဲ့လောကီကောတုဟလမင်္ဂလာတွေအားလုံးကိုလွန်မြောက်ခဲ့ပြီပယ်စွန့်ခဲ့ပြီတဲ့ရှင်းသလားဟဲ့ အိမ်မဲဟောနမိတ်ဟောကြွဲကြီးကျဲကြွေကျဲကြွေဟောနက်ခတ်ဟောနော်အယူအဆဘောင်းစုံမရှိဘူးလားသို့တော့ဗုဒ္ဓလမ်းစဉ်မှာအဲ့ဒါတွေပါသလားကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်တကယ်ခမရတို့မိခိုနေရတာကမ္မဗန္ဓုကမ္မပရိသရာကမ္မသကာဆိုတဲ့အတိုင်းကံသာအမိကံသာအဖကံသာလျင်မိခိုရကံသာလျင်လဲလဲရမရှိဘူးလား ဲ့တော့ဗုဒ္ဓဘာသာဝင်ပြီးကံကာယီအကျိုးကိုမယုံကြည်ပဲတဘာသောယုံကြည်မှုကိုလိုက်နာနေတယ်ဆိုရင်ဒီဘုတ်ကိုလမ်းမှန်လျှောက်တယ်လူလားလမ်းမလျှောက်တယ်လူလားမင်းလဲတန်တရားလုံးလမ်းမလျှောက်ပြီးတော့မဟုတ်တဲ့မင်္ဂလာတွေအဟုတ်ချင်နေတယ်တကယ်မင်္ဂလာအစ်စ်ဆိုတာမကောင်းမှုကိုဖယ်နိုင်မှမင်္ဂလာကောင်းမှုကိုလုံနိုင်မှစိတ်ကိုဖြူစင်အောင်ထားနိုင်မှလောကရန်တွေဘာကြုံကြုံသီလသမာဓိပညာမပြတ်အောင်ယက်တည်နိုင်မှ ကျေနပ်သလားမိမိကြောင့်သူတစ်ပါးကိုစိတ်မဆင်းရဲအောင်ရွတ်ဆောင်နိုင်မှသူတစ်ပါးအကျိုးစီးပွားကိုအကျိုးစီးပွားရှိအောင်သီလသမာဓိပညာတွေနဲ့ဆောက်တည်နိုင်မှကျေနပ်သလားအဲ့တော့ကံကံဤအကျိုးကိုဖြောင်းမတ်တဲ့ယုံကြည်ချက်ရှိမှဘာခေါ်တော့မင်္ဂလာမဟုတ်မမှန်တဲ့အလုပ်တွေကိုရှက်တတ်မှမဟုတ်မမှန်တဲ့အလုပ်တွေကိုကြောက်တတ်မှစောင့်စည်းအပ်တဲ့အရာတွေကိုစောင့်စည်းနိုင်မှ အမှန်အမှန်ပိုင်ခြားသိမှရှင်းသလားဟဲ့အကောင်းဆုံးအကြောင်းအကြောင်းအကြောင်းကျိုးအမှန်အမှန်ပိုင်ခြားမသိဘဲနဲ့မင်္ဂလာရှိသူတယောက်ဖြစ်နိုင်ပါမလားခြေနဲ့သလားအဲ့တော့ပုံနာတဲ့မင်းဉာဏ်ပညာလေးဉာဏ်လေးနဲ့နည်းနည်းစဉ်းစားကြည့်စမ်းပါမင်းယုံကြည်ချက်ကလည်းလွဲနေပြီမင်းရှက်တတ်ခြင်းကလည်းလွဲနေပြီမင်းရဲ့ကြောက်တတ်ခြင်းကလည်း လွဲနေပြီမင်းရဲ့စောင့်စည်းခြင်းကလည်းလွဲနေပြီမင်းရဲ့အဆုံးဖြတ်ပညာလည်းလွဲနေပြီအဲ့တော့ဒီအားတစ်ခုမှမရှိဘဲနဲ့မင်းဘဝကိုတန်ဖိုးရှိတဲ့ဘဝလို့ပြောလို့ကျေနပ်သလားအဲ့တော့အရင်ကလည်းဘဝများစွာဆုံးရှုံးွက်လို့ငါကိုယ်တော်မင်းကိုဆုံးမခဲ့ရဘူးပြီမင်းတို့သာဖန်နေရခုချိန်ထိမိုက်လုံးကြီးကြီးနဲ့အင်အားချိနဲ့နေတဲ့ဘဝတစ်ခုကို မိုင်မဲစွာဖြတ်သန်းနေအောင်မလားကဘသူကဆုံးမလားမြတ်စွာဘုရားအဆုံးမကိုရလိုက်တော့မှပုံနာကြီးတတိတံဝေကရပြီးတော့တကယ်ဆိုရင်ဟေးမင်းတို့ငါတို့အတွက်သဗေသတ္တကမ္မတကအားလုံးဟာဘယ်ပေါ်မိနေတာလဲကံပေါ်မှာမိနေတာအဲ့ဒီကံကိုဘသူလောက်တာလဲ ကိုလုတ်တဲ့ကံကိုကိုကြိုက်သလိုစီမံပိုင်ခွင့်ရှိမရှိခုခမရတို့ကံကိုဘသူပိုင်လို့ခမရတို့ဘဝကိုဘသူပိုင်လို့ကြွက်ကပိုင်လားကြွက်ကိုက်ထားတဲ့အဝတ်ကပိုင်လားဖျောင်းနိုင်လေးတိုင်ကပိုင်လားအမလေးဖျောင်းနိုင်ထုံးပြီးတော့မှဆူတောင်းနေရတာလေခမရတို့တပုံကြီးရှင်းသလားသဘောပေါက်သလားဘေးလင်းဆရာကပိုင်လားကိုကောင်းရင်သွားနေတဲ့နတ်ခတ်တွေကပိုင်လား ကြွေကြသွားလဲကျေရပိုင်တယ်လားဘုရားတို့ဥပါဒါဆွဲလန်းလို့မက်တဲ့အိမ်မက်ကပိုင်တယ်လားရှင်းတတ်လားကောင်းတာလုပ်ရင်ကောင်းတာလုပ်ဖို့ဆိုတာကိုယ်တိုင်လုပ်လို့ရမရခုနေ့စဉ်နဲ့မြကာယကဝစီကမနောကနေမလုပ်ဘူးလားလုပ်သမျှကိုအကျိုးရှိအောင်လုပ်လို့ရနိုင်မရနိုင်အဲ့တော့ဒုဗဝအတွက်အဓိကလိုအပ်ချက်ကပါလဲ အမလေးမလေးငုတ်တုံမေ့နေကြတာနေလို့နဲ့ငာနေတော့လေဒီနေ့တရားလာဟောရတာလကားဖြစ်တော့မယ်။ဏိဒန်းချီခဲ့တာအခုဏိကုန်းချုပ်တော့မှာပြို့ပုံနာကြီးဗာမနေတာလို့လမ်းမနေတာဟဲ့နေတော့အခုဘာလာပေးတာလဲဒါဖြင့်တို့ဘုရားအတွက်အရေးကြီးဆုံးကိစ္စဟာလမ်းမလျှောက်ဖို့အမားတွေနဲ့အချိန်ကုန်ရအောင်မလားအမှန်ရအောင်ကြိုးစားမလားရှင်းတ်သလား ဒီတော့မှကိုယ်မှာတကယ်ရှိတာယုတ်တရားနဲ့ယုတ်နံအပြင်တခြားရှိသေးလားအဲ့ဒီယုတ်နံနှစ်ပါးကောမြဲသလားမမြဲဘူးအဲ့ဒီမမြဲတဲ့ယုတ်နံသည်ကိုယ်ပိုင်သလားမပိုင်ဘူးလားအဲ့ဒီမပိုင်တဲ့ယုတ်နံသည်ချမ်းသာသလားဆင်းရဲသလားအဲ့တော့ဒီယုတ်ဒီနံဒီခန္ဓာနဲ့နေနေရတာဘာသစ္စာသိတဲ့ဉာဏ်က မင်္ဂသစ္စာဆိုအဲ့ဒီတလွဲစမင်ကောင်းလာဘသက်ကာယတိလောကရိယခမရတို့ကိုတကယ်ချမ်းသာအစ်ကိုပေးနိုင်သလားဒါပေမဲ့အဲ့ဒီလာဘသက်ကာယတိလောကကဒုဘဝရဲ့တန်ဖိုးလားအနှစ်သာရလားဒါပေမဲ့ဒီပေါ်တတ်မဲ့သာယာနေစရာအကြောင်းသိတာကသမုဒိယသစ္စာသိပြီးနောင်ခန္ဓာလာအောင်မလားနောင်ခန္ဓာမလာတာကအဲ့တော့နိရောဓသစ္စာအလိုလိုမျက်မှောက်ပြုမှလား လမ်းမှန်မရောက်ဖ ೇನೆ မညာဘုံညာရပါမလားမရရင်ဘဝအတိတ်ပဲရှိပါမလားဒါဖြင့်လမ်းမှန်လျှောက်ဖို့ဒီနဲ့သလားဒီနေ့အစားပြီးကိုကိုကိုတံမိုးထားရင်ငါတို့ဘဝအတွက်အရေးကြီးဆုံးအလုပ်တီလမ်းမှန်လျှောက်နိုင်ဖို့ကလွဲလို့ရှင်းသလားအဲ့တော့အမှန်လျှောက်တော့မယ်ဆိုရင်တတိထား ဝရိယဆိုင်ပညာနဲ့ကြည်ပြန်ပြောဟိုလူဒီလူတွေလိုက်ဝေဖန်နေရမလားကိုကိုကိုဝေဖန်အေးမနဲ့အေးရထငါဒီနေ့ဘဝကိုအကျိုးရှိအောင်ဘယ်လိုနေမလဲလမ်းမှန်ဖြစ်အောင်ဘယ်လိုကြိုးစားမလဲအေးရဝင်ငါလမ်းမှန်ဘယ်လောက်ရှောက်ခဲ့ပြီလဲဟုတ်ကဲ့လား ငါဒီနေ့ငါအသက်ကိုငါအသုံးချခဲ့ရလားငါစရာကိုငါအသုံးချခဲ့ရလားငါဗျာတိကိုငါအသုံးချခဲ့ရလားရှင်းသလားဟဲ့ကို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 ဘဝကိုဖြုံးသီးမိသူမဖြစ်အောင်တရာဟီရိဩဒပသီလပညာအာနာပါနဲ့သာဆုတ်ကင်ပြီးတော့ပိုင်ပိုင်နိုင်နိုင်ရှောက်ရင်ပန်းနိုင်ရောက်နိုင်မရောက်နိုင်အဲ့တော့ဘုသူကိုဘုသူစစ်ဆေးမယ်ကိုကိုကိုစစ်ဆေးတော့ခန္ဓာဘယ်နှပါး တကယ်ရှိတော့ယုတ်တရားနဲ့ယုတ်နဲ့အလုံးဝဖြစ်ပြီးရင်ကဲဖြစ်ပြီးပြတ်တာပါသစ္စာသိတဲ့ဉာဏ်ကသေတာကနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကိုအေးကဲသစ္စာလေးချက်တစ်ပြိုင်တည်းကိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ့ဆသောတတိမလျှော့သောဇွဲလုံးလားဝရိယလက်ကင်ထားပြီးတော့ဒီဘဝ ဒီခန္ဓာမစွန့်ညာခင်ဒီတန်ត្រာကျွတ်လွတ်ထွက်မြောက်နိုင်ရေးလမ်းမှန်လျှောက်နိုင်ဖို့ကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနဲ့ဒီညဒီမြနဲ့ပဲနားကြစို့